်မင်္ဂလာပါရှင်ကတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါတော့မယ်ရှင် NLD အပြည့်အသက်အနိုင်ရရှိခဲ့သော2020ရွေးကောက်ပွဲကိုလွတ်လပ်တရားမျှတသောရွေးကောက်ပွဲအဖြစ်နိုင်ငံတကာကအသိမှတ်ပြုထားပြီးဆေးဥစုရဲ့အတူအရောင်ရွေးကောက်ပွဲတရားမဝင်ပဲနိုင်ငံတကာကလက်မခံဟုကြေညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကအပြည့်အသက်အနိုင်ရရှိခဲ့သော2020ရွေးကောက်ပွဲကိုလွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်နိုင်ငံတကာကအသိအမှတ်ပြုထားပြီးဆေးဥစုရဲ့အတူအောင်ရွေးကောက်ပွဲမှာတရားမဝင်ကြောင်း NLD ကယနေ့ကြေညာချက်မှထုတ်ပြန်လိုက်ပါတယ်။2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့တွင်ကျင်းပသောမြန်မာနိုင်ငံပါတီစုံအထွေထွေရွေးကောက်ပွဲဟာကမ္ဘာကောင်းဆောင်များတက်တမန်များနှင့်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းမှလွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲအဖြစ်အသိအမှတ်ပြုခဲ့ကြသော စစ်တပ်ကမဲစီရင်မှားယွင်းမှုရှိတယ်လို့ထောက်ထားမရှိတော့လဲဆွဆွဲဇန်နဝါရီ2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်ဒီမိုကရေစီနီးကြားရွေးကောက်ခံအစိုးရထံမှအာဏာလုယူခဲ့ကြောင်းဆီယန်နာသိမ်းပြီးနောက်စစ်တပ်ဟာလူ့အခွင့်အရေးချိုးဖောက်မှုများစွာကျူးလွန်နေခဲ့ပြီးယခုအခါစစ်ပေးရှောက်ဒုက္ခသည်3.6တန်းကျော်ရှိလာခဲ့ကနိုင်ငံရေးအကျဉ်းသား 1900ကျော်ရှိနေကြောင်းယခုအခါ COSU ဟာဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီမှုမရှိသောအတူအရောင်ရွေးကောက်ပွဲကိုကျင်းပရင်ဂျိုးပန်းနေပြီး၎င်းဟာနိုင်ငံ area ရဲ့သုံးပုံတပုံကန်သာကျင်းပမည်ဖြစ်ကြောင်း NLD ကထောက်ပြထားပါသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကစေအောင်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုလက်မခံဘဲအတိအမှန်မပြုကြောင်းနဲ့နိုင်ငံတကာအတိုင်းဝိုင်းအား၎င်းရွေးကောက်ပွဲကိုအတိအမှန်မပြုရန်ဤပညာနယ်ငွေကြေးအထောက်ပံ့မပေးရန်ရွေးကောက်ပွဲလေ့လာသူများဆေလွတ်ခြင်းမပြုရန်တိုက်တွန်းထားပါရင်2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့တွင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲရင်းမဲဆန္နာ1139နဲ့ရာဂိုင်းနှုန်းအပြင်65.38ရာဂိုင်းနှုန်းတွင်ကျင်းပနိုင်ခဲ့ကြောင်း နိုင်ငံရေးပါတီ62ခုမှကိုယ်စားလှယ်လောင်း9389ဦးနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း260ဦးတို့ဝင်ရောက်ရှင်ပြိုင်ခဲ့ကြောင်းဆန္ဒမဲပေးခွင့်ရှိသူ3380ကျော်ရှိရတဲ့တိုင်းငံလုံး ဆန္ဒမဲပေးမှုအနေနဲ့87ရာခိုင်နှုန်းကျော်လာရောက်မဲပေးကြပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မဲဆန္ဒနယ်အားလုံးရဲ့82.36ရာခိုင်နှုန်းအနိုင်ရရှိကလွတ်တော်ကိုယ်စားလှယ်920ဦးရွေးချယ်တင်မြောက်ခဲ့ကြောင်း NLD ကပြောဆိုထားပါတယ်။မြန်မာပြည်သူတို့ဟာကိုဗစ် -19 ကပ်ရောဂါကိုရင်ဆိုင်ရက်နေမိမိတို့ရဲ့ဆန္ဒကိုရဲရင်စွန့်စားစွာထုတ်ပေါ်ခဲ့ကြောင်းပထမအကြိမ်မဲပေးခွင့်ရသူ9တန်းကျော်နှင့် ပြည်ပရောက်နိုင်ငံသားများမှလည်းဆက်ရောက်နိုင်ငံသားများမှတစ်ဆယ်ပါဝင်မဲပေးခဲ့ကြကြောင်းကိုဗစ်အနေအများကြမှပြည်သူများတခဲနဲ့ပါဝင်ပူပေါင်းမှုကြောင့်ပေါ်ထွက်လာတဲ့2020ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုနိုင်ငံကမှခေါင်းဆောင်များနဲ့ရွေးကောက်ပွဲစောင့်ကြည့်ရဲ့အဖွဲ့အစည်းများကကြိုဆိုထောက်ခံခဲ့ကြကြောင်းနိုင်ငံကအဖွဲ့အစည်းများနဲ့ရွေးကောက်ပွဲလေ့လာသူများကလွတ်လပ်ရေးတရားမျှတသောရွေးကောက်ပွဲအဖြစ်အသိအမှတ်ပြုခဲ့ပြီးအသိအမှတ်ပြုသောအဖွဲ့ဝင်များတွင် ANFREL PACE ရေကောက်ပွဲစောင့်ကြည့်ရေးဂျပန်မစ်ရှင်အဖွဲ့ကာတာဆန်နာပြည်တွင်ရေကောက်ပွဲအားစောင့်ကြည့်ရေးအဖွဲ့12ဖွဲ့တို့ပါဝင်ကြောင်းသိရှိရပါသည်တရုတ်ပြည်သူတမရနိုင်ငံတော်တမရကြီးရှိချင်းပင်မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံအမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးရိုဘတ်စီယိုဗင်အမေရိကန်နိုင်ငံသားရေးဝန်ကြီးမိုက်ပွန်ပီယို UK နိုင်ငံသားရေးဝန်ကြီးမစ္စတာနိုင်ဂျယ်ဒရမ် ဗြိတိရှ်အသံမှန်ကြီးမစ္စတာတန်ဂျန်ကနေဒါနိုင်ငံသားဝင်ကြီးဌာနဩစတြေးလျနိုင်ငံသားဝင်ကြီးမစ်မာရီပေဂျပန်ဝင်ကြီးချုပ်ယိုရီဟရယ်ဆူကာအိန္ဒိယဝင်ကြီးချုပ်နာရန်တာရာမိုဒီထိုင်းဝင်ကြီးချုပ်မစ္စတာပရာဒုတ်ချန်အိုတာစင်ကာပူဝင်ကြီးချုပ်မစ္စတာလီရှန်လွန်ဘူတန်ဘုရင်မင်းမြတ်ဂျစ်မီကီစာ နန်ဂျေဝမ်ချောင်းဘူတန်ဘရင်မင်းမြတ်နဲ့ဥရောပသမ္မတကရက NLD ပါတီရဲ့ရွေးကောက်ပွဲအားနိုင်မှုရလဒ်ကိုဂုဏ်ပြုကြီးပြုခဲ့ပြီးရော်ဆန်းစုကြည်ကိုချီးကျူးဂုဏ်ပြုကြောင်းတင်ညာရကြပါတယ်။လက်ရှိအချိန်မှာအပြည်ပြည်ဆိုင်ရာလွှတ်တော်အများသမ္မတအပါအဝင်နိုင်ငံတကာတိုင်ဝမ်က2020ခုနှစ်နိုဝင်ဘာလအထူးရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်ပြုနေဆက်ဖြစ်ပြီးဥရောပသမ္မတနဲ့ကမ္ဘာ့သုလသမ္မတစတဲ့အဖွဲ့အစည်းကြီးများ ပါဝင်နိုင်ငံတကာအသိုင်းအဝိုင်းကမြမအရေးနဲ့ပတ်သက်ပြီး2020ရွေးကောက်ပွဲရလအပေါ်တွင်သာအခြေခံပြီးချင်းကပ်ပြောဆိုခဲ့တဲ့ဖြစ်ကြောင်း NLD ကခုလိုပဲဆိုပါတယ်။ဒါအပြင်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဖွဲ့စည်းထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း2020ရွေးကောက်ပွဲရလကိုတရားဝင်အတိအမှတ်ပြုခဲ့ကြောင်း2020အထွေထွေရွေးကောက်ပွဲရလဟာပြည်သူ့စံနှုန်းနဲ့အညီတရားဝင်တည်ရှိနေဆဲဖြစ်ကြောင်း NLD ကထုတ်ပေါ်ထားပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်မြန်မာစစ်တပ်ကမဲစီးရင်မှားရင်မှုရှိတယ်လို့အကြောင်းပြချက်နဲ့ရွေးကောက်ခံတည်ဆဲအစိုးရထံမှအာဏာလုခဲ့ခြင်းဟာမြန်မာနိုင်ငံရဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် အခြားမြည်တဲ့တည်ဆဲဥပဒေနဲ့မှကိုက်ညီမှုမရှိကြောင်းမဲစီးရင်မှားရင်မှုရှိတယ်လို့စစ်တပ်ကဆွဆဲခဲ့တော်လဲအဆိုပါဆွဆဲချက်မှာအထောက်အထားခိုင်လွန်ခြင်းမရှိကြောင်းမဲစီးရင်မှားရင်သည့် အဲဒီနောက်မဲတမာမှုရှိခဲ့တယ်လို့လင်ညာဆွဆွဲပြီးအာနာသိမ်းမှုဟာအထောက်အထားမခံလုံတဲ့အပြင်ဒုက္ကိစ္စနဲ့ပတ်သက်ပြီးမြန်မာစစ်တပ်မှဥပဒေအရအဆုံးဖြတ်ပိုက်ခွေအရေးယူခွေပိုင်ဆိုင်ခွေမရှိကြောင်းမဲဆင်ရင်မှားရင်းမှုနဲ့မဲတမာမှုများကတိုက်ရိုက်သက်ဆိုင်သော အချင်းအကြောင်းအရာများမဟုတ်ကြောင်ရဲကောက်ပွဲဆိုင်ရာအငင်းပွားမှုများမှားရွချွတ်ချော်မှုများကိုကာကွယ်ဖြေရှင်းရန်တာဝန်နှင့်လုတ်ပိုင်ခွင့်တည်ဆဲဥပဒေပုံအခြေခံဥပဒေအရ ပြောင်စုရွေးကောက်ပွဲကော်မတီရဲ့သက်ဆိုင်ရာ ကော်မရှင်အစစ်အစစ်ထံ၌သာတရှိကြောင့် NLD ကပြောဆိုထားပါတယ်စေအုပ်စုကျင်းပမယ်အတူရောင်ရွေးကောက်ပွဲရဲ့တရားမဝင်မဲ့စေအုပ်စုကဖွဲ့စည်းလိုက်တဲ့ပြောင်စုရွေးကောက်ပွဲကော်မရှင်ဟာဒီမိုကရေစီစံနှုန်းများဖရက်ဒယ်စံနှုန်းများနဲ့ကန့်ညီမှုမရှိသောအတူရောင်ရွေးကောက်ပွဲကျင်းပရန်ကြိုးပမ်းနေကြောင်းစေအုပ်စုအနေနဲ့၎င်းတို့ကိုးကားနေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရပင်ပြောင်စုရွေးကောက်ပွဲကော်မရှင်ကိုဖွဲ့စည်း ပိုင်ခွင့်ရှိကြောင်းစစ်တပ်စီစဉ်ကျင်းပမယ်ရွေးကောက်ပွဲကိုပြည်သူကပယ်ချလိုက်ကြောင်းစစ်တပ်များအရာစစ်တပ်ကစီစဉ်မြစ်ရွေးကောက်ပွဲကိုပြည်သူလူထုကပြက်ပြက်သားသားညှင်းပယ်ကြောင်းတွေ့ရှိရမည်ဖြစ်ကြောင်း NLD ကထောက်ပြထားပါသည်2021ခုနှစ်ဧပြီလ24ရက်နေ့အာနာလူအကြံဖက်စစ်ကောင်စီအကတာမင်းအောင်လိုင်းကိုရိုက်တက်ရောက်သဘောတူညီခဲ့သောအာဆီယံဆိုင်ရာမြန်မာရေးဘုံသဘောတူညီချက်၅ချက်နှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်အမှတ် 2669တွင်လည်းအာနာသိန်းစစ်ကောင်စီကရွေးကောက်ပွဲကျင်းပရန်အလင်းမပါဝင်ကြောင်းဒါအပြင်2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ကထုတ်ပြန်လိုက်တဲ့အာဆီယံရဲ့ထုတ်ပြန်ချက်တွင်အကြမ်းဖက်မှုများရပ်တန့်၍အလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုများကိုဦးစားပေးလိုအပ်မည်ဟုဖော်ပြထားကြောင်းဥရောပသမဂ္ဂအာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့အစရှိတဲ့နိုင်ငံတွေ ဆိုအစုအဖွဲ့များကလည်းစေအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းကြီးညာချက်များထုတ်ပြန်ခဲ့ကြောင်းသိရှိရပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကပြည်သူများရဲ့စံနာနှင့်တိုင်းရင်းသားမဟာမိတ်များ၏မဲချက်များဖြစ်တဲ့ဆရာနာရှင်စနစ်ချုပ်ငြိမ်းပြီးအသွင်သဏ္ဍာန်နှင့်အနှစ်သာရပြောင်းလဲမှုဒီမိုကရေစီအခွင့်အရေးများကိုအခြေခံသော Friday ပြောင်းစုဆောက်ရေး လမ်းကြောင်းပေါ်တွင်ခိုင်မာစွာရည်တည်ကြောင်းအဆိုပါလမ်းကြောင်းကိုတန်းတူညီမျှမှုနှင့်ပြည်သူလူထုရဲ့ဆန္ဒကိုအခြေခံပြီးဒေသတွင်းအင်အားစုများနှင့်အတူတကပူးပေါင်းဆောင်ရွက်က Federal Unit များမှဂျားကာလာဖွဲ့စည်းပုံအခြေခံဥပဒေသို့မဟုတ်ဂျားကာလာအစီအမံများရေးဆွဲကောင်တယ်ဖော်နေပြီဖြစ်ကြောင်းသိရှိရပါသည် ဒါကြောင့်အတူရောင်ရွေးကောက်ပွဲကိုအတမကျင်းပရန်ပြင်ဆင်နေခြင်းဟာမြန်မာနိုင်ငံပြုတ်ွဲမှုကိုဥတီစေပြီးပြည်ပခများကိုသာတိုးပွားလာစေမည်ဖြစ်တဲ့ကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လက်မခံမဲ့အတိမတ်မပြုပူပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်းစေယုစုကျင်းပမယ်ရွေးကောက်ပွဲကိုအတိအမှတ်ပြုခြင်းဟာလက်နက်ကိုင်စစ်တပ်များကဒီမိုကရေစီနီးကျရွေးကောက်ကအစိုးရများကိုဖျောက်ချနိုင်ပြီး နိုင်ငံရေးခေါင်းဆောင်များကိုဖမ်းဆီးထောင်ချနိုင်သည့်အနိုင်ရပါတီများကိုဖျက်ဆီးနိုင်သည့်ဆိုတဲ့သတင်းစကားပေးခြင်းဖြစ်သွားနိုင်ကြောင်းအဆိုပါထောက်ခံလိုတဲ့ပြည်သူလူထုရဲ့စံနာကိုပယ်ဖျက်လိုက်ခြင်းသာဖြစ်ကြောင်းနိုင်ငံတကာခေါင်းဆောင်များနဲ့အစိုးရများအနေနဲ့မြန်မာပြည်သူတို့ရဲ့စံနာအမှန်ကိုလေးစားအသိမှတ်ပြုပါရန်စီအိုစုရဲ့အတူရောင်ရွေးကောက်ပွဲအတွက်ဤပညာအထောက်ပံ့နဲ့ငွေကြေးဆိုင်ရာအကူအညီများပေးရခြင်းမပြုရန်ရွေးကောက်ပွဲလိလသူများကိုစီလိုခြင်းမပြုရန် စေအုပ်စုကကျင်းပမည့်ရွေးကောက်ပွဲဟာတရားမဝင်ကြောင်းနိုင်ငံတကာကအတိအမှတ်မပြုကြောင်းပူးတွဲကြေညာချက်ထုတ်ပြန်ရန်အဆိုပါတရားမဝင်ရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်မပြုခြင်းလို့ရန် NLD ကပန်ကြားတိုက်တွန်းထားပါတယ်။ ဒါအပြင်တရားမဝင်ရွေးကောက်ပွဲရလက်ရပေါ်ထွန်းလာမဲ့အဖွဲ့အစ်တွေနဲ့ပူပေါင်းဆောင်ရွက်ခြင်းမပြုရန်၆ပန့်ကိုညင်မှုများမပေးရန်နှင့်ပိတ်ဆို့အရေးယူမှုများဆက်လက်ထားရှိရန်2020ခုနှစ်ပါတီစုံထူထူရွေးကောက်ပွဲမှာတရားဝင်ရွေးချယ်တင်မြှောက်ထားတဲ့အနိုင်ရပါတီခေါင်းဆောင်ဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနိုင်ငံတော်အတိုင်မြင်ကန်ပုတ်ကိုနိုင်ငံခြားရေးဝန်ကြီးဒေါက်ဆန်စုကြည်နှင့်ဒုတိယဥက္ကဋ္ဌနိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးဆောင်ရွက်ပေးရန်ဒီမိုကရေစီ စနစ်ရှင်တဲ့လိုလာသောမိတ်ဆွေနိုင်ငံများအားလုံးပူးပေါင်းဆောင်ရွက်၍မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရဲ့လူ့အခွင့်အရေးနဲ့ Friday ပြည်တော်စုတည်ဆောက်ရေးကိုကုညီအကောင့်ထက်ဖော်ပေးရန် NLD ကတိုက်တွန်းတောင်းဆိုထားကြောင်းခုလိုပဲသိရှိရပါရဲ့ရှင်။